ARR တိုင်းနဲ့ရခိုင်ရိုးမှထိဆက်နေတဲ့ရေကြီးတာပေါင်းနဲ့အတုံမြုပ်နယ်၃ခုဆုံးရလမ်းဆောင်မှာမေလ30ရက်နေ့ကစတင်ပြီးလက်နက်ကြီးစခန်းအခြေပြုဖို့စစ်ကောင်စီကပြင်ဆင်နေရလို့ဒေသခံတွေစီကသိရပါဗျ။ဒါပြင်ရေကြီးတာပေါင်း၊ကွင်းကောက်၊မြန်အောင်၊ကြံခင်းအတုံစတဲ့နေမြေတဲကရဲစခန်းတွေနဲ့စစ်ကောင်စီတပ်စခန်းတွေကိုပြန်လည်ပြုပြင်တာတွေလုပ်နေတဲ့အပြင်အခိုင်အမာကရုတ်ကျင်းတွေကိုပါတူးနေတယ်လို့ဆိုပါဗျ။အခုလိုခန်းစစ်စခန်းတိစောက်နေတာဟာရေကြီးအတုံ ာပေါင်းသုံးမြို့နယ်နဲ့အချင်းတို့အတွင်သွားလာလို့ရတဲ့နေရာဖြစ်ပြီးကွင်းကောက်မြန်အောင်နဲ့အကြံခဲမြို့နယ်တွေကရဲကင်းစခန်းတွေမှာလည်းစခန်းကိုခိုင်မအောင်ခြံစည်းရိုးသုံးထပ်နဲ့တန်ဆူးကြိုးတွေပတ်ကာနေတာရယ်ဂရုချင်းတူးနေတာတွေရယ်လုံနေတယ်လို့ကြံခဲမြို့ကန်တယောက်ကပြောပါရယ် ရခိုင်ပြည်နယ်ကွာမြို့နယ်ဘက်ကဝင်လာတဲ့အေအေနဲ့ပူပေါင်းတပ်ဖွဲ့တွေဟာရေကြီးငတိုင်းချောင်းခွင်းကောက်ဘက်ကိုထိုးစစ်ဆင်နေပြီးတောင်ကိုဘက်ကဝင်လာတဲ့အေအေနဲ့ပူပေါင်းတပ်ဖွဲ့တွေကကြံကင်းမြို့နယ်နဲ့တိတ်မဝေးတော့တဲ့မတုံကျေးရွာကပ္ပဆာ၅အနီးကိုရောက်ရှိလာနေပြီလို့သိရပါပါတယ်ရှင်။ ARR တိုင်းမှာကွန်တီအမှုတွေစတင်ပေါ်တဲ့အချိန်ပြည်ပဝယ်ယူမှုနည်းတာကြောင့်တပိတ်တာကိုကျပ်9000ထိဈေးကျဆင်းနေတယ်လို့ကွန်တီရောင်းဝယ်ရေးလုပ်ငန်းရှင်တွေနဲ့ဒေသခံတွေစီကသိရပါဗျ။ ARR တိုင်းမှာကွန်တီနုရာသီပေါ်စားမှာပြပဝယ်ယူမှုအားနည်းတာကြောင့်ပြီးခဲ့တဲ့နှစ်ကကွန်တီနုတပိတ်တာကိုကျပ်16000ထိဈေးရှိခဲ့ပြီးလက်ရှိမှာတော့တပိတ်တာကိုကျပ်9000ပဲပေါက်ဈေးရှိတယ်လို့သိရပါဗျ။ကွန်တီနိုတွေကိုတရုတ်ဝယ်လက်တွေကဒေတာအသီးသီးမှာကိုယ်စားလှယ်ထားပြီးဝယ်ယူလေးရှိကြောင် အခုနှစ်ကွန်ဒီနုစတင်ထွက်ရှိတဲ့မာရှလာကုံကစပြီးမေလာကုံထိအဝယ်မတွေ့ရကြောင်းကွန်ဒီနုရဲ့အဓိကဈေးကွက်ကတရုတ်ဈေးကွက်ဖြစ်ပြီးတရုတ်ဘက်ကမလိုအပ်ရင်ရုတ်တရက်အဝယ်ရက်လိုက်ပြီးဈေးလျှော့ဝယ်တယ်လို့ပသိမ်မြို့ကွန်ဒီအနုရောင်းဝယ်ရေးပွဲရုံလုပ်ငန်းရှင်တယောက်ကပြောပါရယ်ကွန်ဒီနုဈေးကွက်မတိမငိမ် ဖြစ်ပေါ်နေတာကြောင့်ကွန်ဒီရောင်းဝယ်လုပ်ငန်းရှင်တွေအနေနဲ့ကွန်ဒီကိုရင်းမဲ့တဲ့အထိစောင့်ကကွန်ဒီ၆ပြုတ်လုပ်ပြီးအိန္ဒိယနိုင်ငံဘက်ကိုဈေးကွက်ဥတီနေရတယ်လို့လည်းသိရပါရယ်ရှင် ။ AR တိုင်းတဲ့ကမြို့နယ်တချို့မှာအင်တာနက်လိုင်းပြတ်တောက်မှုတွေမကြာခဏဖြစ်ပေါ်နေတာကြောင့်ငွေလွှဲငွေထုတ်ပြုလုပ်တဲ့နေရာမှာအခက်အခဲတွေဖြစ်ပေါ်နေရလို့ငွေလွှဲလုပ်ငန်းရှင်တွေစီကသိရပါဗျ။ တိုက်ပွဲဖြစ်ပွားမှုရှိနေတဲ့ AR တိုင်းတွေကတာပေါင်း၊ရေကြီး၊ကြုံပြော၊လေးမျက်နာ၊စရဲမျိုးနယ်တွေနဲ့ပတ်ဝန်းကျင်မျိုးနယ်တွေဖြစ်တဲ့ဟင်းတရ၊ကြံခင်း၊မြန်အောင်၊ဟိုင်းကြီးကျုံ၊ငရုတ်ကောင်းစရဲမျိုးနယ်တွေမှာမေလ9ရက်နေ့ကနေ30ရက်နေ့အထိအင်တာနက်လိုင်းတွေမကြာခဏပြတ်တောက်မှုတွေဖြစ်ပေါ်နေတယ်လို့သိရပါဗျ။ KP Wave Money တွေငွေလွှမ်းငွေထုတ်လုပ်ရတာကအင်တာနက်ကိုအားထားပြီးလုပ်နေရတာကြောင့်အင်တာနက်လိုင်းကဆုတ်ချနေပြီးမိုဘိုင်းဒေတာလည်းမရသလို Wi-Fi လည်းမရကြောင်း တိုက်ပွဲဖြစ်နေရတဲ့လိုင်းကပြက်ပြီးအခုတော့လုံးဝလိုင်းမရတဲ့နေ့တွေများလာတယ်လို့လေးမျက်နှာမျိုးနယ်ကငွေလွှဲလုပ်ငန်းရှင်တယောက်ကပြောပြပါဗျ။အင်တာနက်လိုင်းတွေပြတ်တောက်လာတာကြောင့်ငွေလွှဲငွေထုတ်အခက်အခဲတွေဖြစ်လာတဲ့အပြင်ငွေမာရွေလွှဲမှုတွေပါဖြစ်ပေါ်ကကုန်နံပါတ်နဲ့လွှဲသူတွေလည်း SMS မကြတော့ငွေအထွက်ပြပေမဲ့တစ်ဖက်ကငွေမရောက်တာစတဲ့အခက်အခဲတွေအထက်ကဖြစ်ပေါ်နေတယ်လို့သိရပါတယ်ရှင်။ အေယော်ရီတိုင်းရေကြီးနယ်ဒေဒီယဲမြို့နယ်မှာမေလ29ရက်နေ့နဲ့30ရက်နေ့ကမိုးသီးထန်စွာရွာသွန်းခဲ့ပြီးလေပြင်းတိုက်ခတ်မှုတွေကြောင့်လူနေအလုံး48လုံးထိပျက်စီးခဲ့လို့ဒေသခံတွေနဲ့မြေပြကူညီရေးဖွဲ့တွေစီကသိရပါဗျ။မိုးသီးထန်စွာရွာသွန်းခဲ့ပြီးလေပြင်းတိုက်ခတ်မှုတွေကြောင့်ဒေဒီယဲမြို့နယ်တော်ချိုက်ကြီးရွာတော်ပေါင်စိန်ကြီးရွာနဲ့အော်အော်လန်းကြီးရွာကလူနေအိမ်33လုံးရေကြီးမြို့နယ်တောင်ကြီးကြီးရွာနဲ့ချောင်းဝကြီးရွာကလူနေအိမ်15လုံးပျက်စီးခဲ့တယ်လို့ဆိုပါရယ် မိုးရေရွာလာပြီးရုတ်တရက်လေပြင်းတံကြောင့်ပျက်စီးခဲ့ကြောင်းနဲ့ပျက်စီးသွားတဲ့အိမ်တွေအပါအဝင် DDM မျိုးနယ်ကနွမ်းပါတဲ့ဒေသခံတွေရဲ့အိမ်တွေပါဝင်ကြောင်းလေပြင်းတိုက်ခတ်မှုကြောင့်လူထိခိုက်မှုမရှိဘဲနဲ့စားနပ်ရိက္ခာတွေလည်းထိခိုက်မှုမရှိဘူးလို့မြေပြင်ကူညီကယ်ဆယ်ရေးအဖွဲ့ဝင်တယောက်ကပြောပါရယ်။ဒါ့အပြင်လေပြင်းတံကြောင့်ရီကြီးမျိုးနယ်တောင်ကြီးကျေးရွာအုပ်စုဝါတလကျေးရွာစတင်ကြောင်းအမိုးလံပျက်စီးပြီးကျောင်းဆိုင်ပုတ်ပြုတ်ကြတာ တိရိမင်္ဂလာတိုက်တဲ့ဖုံတော်ကြီးចောင်းဆောင်အမိုးလံပျက်စီးတာတွေဖြစ်ပေါ်ခဲ့လို့သိရပါတယ်ရှင်။ကင်းနီပြည်နယ်ပေါ်လခဲမြို့နယ်အတွင်းကစစ်ကောင်စီတပ်ရဲ့ကာကင်းစခန်းတစ်ခုကိုတော်လိုင်းအင်အားစုတွေတွားရောက်တိုက်ခိုက်တဲ့အချိန်ထိတွေ့မှုဖြစ်ပြီးလက်နက်၅လက်သိမ်းစီရမိခဲ့ကစစ်ကောင်စီတပ်သား၄ယောက်သေဆုံးခဲ့တယ်လို့ကင်းနီပြည်တပ်မတော် KA စစ်ရေးချုပ်ဗိုလ်မှူးဖုံးနိုင်ကပြောပါတယ်။ မေလ30ရက်နေ့မနက်ပိုင်းကခမာယ330တက်အနီးနာကကကင်းကိုတွားရောက်တိုက်ခိုက်ခဲ့တာလို့ဆိုပါရယ်ဘောလခဲကကင်းကမနေ့ကလှုပ်ဆောင်ခဲ့ကြောင်းလက်နက်နဲ့ခြေစံတချို့ရရှိပြီးအလောင်းလေးလောင်းတွေ့ရကြောင်းအဲဒီလောက်ပဲပြောလို့ရသေးကြောင်းဗိုလ်မှူးဖုန်းနိုင်ကပြောခဲ့ပါရယ် ေလ30ရက်နေ့ကစစ်ကောင်စီကဗော်လကဲမြို့နယ်အတွင်းကခြေရွာတစ်ခုကိုလေကြောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့တာမှာပြည်သူတွေနဲ့နေအိမ်တွေထိခိုက်မှုရှိမရှိကိုအတိမပြုတ်နိုင်သေးဘူးလို့ဆိုပါရယ်။ပြီးခဲ့တဲ့မေလ25ရက်နေ့ကစစ်ကောင်စီတပ်ရဲ့ရင်းနှီးပေါက်ကကင်းစခန်းကိုတော်လိုင်းအင်အားစုတွေကသိမ်းပိုက်နိုင်ခဲ့ပြီးစစ်ကောင်စီတပ်ဖွဲ့ဝင်14ယောက်တိစုံခဲ့တဲ့အပြင်လက်နက်ခဲယမ်းတွေပါသိမ်းဆည်းရမိခဲ့တယ်လို့သိရပါရယ်ရှင်။ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေဈေးနှုန်းဇက်တိုက်မြင့်တက်လာတဲ့အတူလိုသလောက်ဝယ်ယူလို့မရတာကြောင့်ဆောက်လုပ်ရေးလုပ်ငန်းတချို့ရပ်ဆိုင်းထားရတယ်လို့ဆောက်လုပ်ရေးလုပ်ငန်းလုပ်ကိုင်သူတွေစီကသိရပါဗျ။ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေပြပကမှာယူသုံးဆွဲတာမှာအရင်နှစ်တွေထက်ဈေးနှုန်းနှစ်ဆလောက်မြင့်တက်လာတဲ့အပြင်လမ်းပန်းဆက်သွယ်ရေးအခက်အခဲတွေကြောင့်ပြည်တွင်းကိုတင်သွင်းတဲ့အခါမှာအခက်အခဲတွေရှိလာတဲ့အတွက်ဆောက်လုပ်ရေးလုပ်ငန်းအများစုဟာလုပ်ငန်းလည်ပတ်ဖို့ခက်ခဲလာတယ်လို့ဆိုပါရစေ။ အခုပြည်ပကမှာယူရတဲ့တန်ချောင်းနဲ့ပိလက်မြေတွေဈေးတက်နေကြောင်းနဲ့အခုဆိုရင်လမ်းကြောင်းတွေပိတ်ဈေးနှုန်းတွေတအားတက်တော့လုပ်ငန်းမကိုက်တော့ပဲအလုပ်အပ်တဲ့သူလည်းအများကြီးမသုံးနိုင်အလုပ်လက်ခံတဲ့သူလည်းမကိုက်တော့အလုပ်တွေနားထရတာကြောင့်အလုပ်သမားတွေလည်းဒုက္ခတော်တော်ရောက်နေကြတယ်လို့စောက်လို့ရေးကုမ္ပဏီဝန်ထမ်းတယောက်ကပြောပါတယ်စစ်တပ်အာဏာမသိခင်ကရန်ကုန်မြို့ကအိမ်ဆောက်ပစ္စည်းဈေးကွက်တွင်လက်အုပ်တလုံးကို90ကျပ်ဆက်အုပ်10ပောက်အုပ်တလုံးကို130ကျပ် တဲတချင်းကို1000ကျပ်ကျောက်စရစ်တချင်းကို8100ကျပ်ဘီလက်မြေဈေးနှုန်းတဲအိတ်ကို6300ကျပ်သာဈေးရှိခဲ့တာကနေအုတ်တလုံးကို380ကျပ်ကနေ400ကျပ်တဲတချင်းကိုကျပ်3000ကနေ3500ကျပ်ကြောက်တခြင်းကိုကြက်တသိန်း၄၅၀၀ကျော်အထိဈေးနှုန်းတွေအစမတန်မြင့်တက်လာတယ်လို့သိရပါပါတယ်ရှင်။ ရခိုင်ပြည်နယ်ကြောက်ဖြူမြို့နယ်မင်းတပ်တောင်တိုက်ပွဲအတွင်းမှာစစ်ကောင်စီရဲ့တိုင်းစစ်ဦးစီးမှုပထမတန်းအစဉ်ရှိတဲ့ဒုဗိုလ်မှူးကြီးတဝက်ပါဝင်စစ်ကောင်စီရဲ့စစ်တုံးပန်းအမြောက်များကိုလက်ရဖမ်းဆီးထားမိတယ်လို့စစ်ရေးတရင်ရင်မြစ်တွေကပြောကြပါဗျ။မေလ30ရက်နေ့ကစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီစစ်ကြောင်းနဲ့အရခတက်တော်တို့အကြောင်းမင်းတပ်တောင်ကျေးရွာအနီးမှာတိုက်ပွဲတွေဖြစ်ပွားခဲ့ကြတာဖြစ်ပြီးဒုဗိုလ်မှူးကြီးအပါဝင်စစ်ကောင်စီတပ်သားအများပြားကိုဖမ်းဆီးရမိခဲ့တာဖြစ်တယ်လို့စစ်ရေးတရင်ရင်မြစ်ကပြောပါဗျ။ တိုက်ပွဲတွင်ဖမ်းဆီးရမိသူတွေဟာတိုင်းစစ်ဦးစီးမှုပထမတန်းကပအာမကြီး3352ဒုတိယဗိုလ်မှူးကြီးကျော်လင်းကြိုင်ဖြစ်ပြီးသူနဲ့အတူစစ်တုံးပန်းအများပြားကိုလက်နက်ခဲယမ်းတွေနဲ့အတူဖမ်းဆီးရမိခဲ့တယ်လို့သိရပါဗျာ။ လက်ရှိတောက်ဖြူတိုက်ပွဲကသတိထားစောင့်ကြည့်ရမယ့်အခြေအနေမှာရှိနေပြီးရာသီဥတုကိုအကာအကွယ်ယူကအရခတ်တတော်ဘက်ကကြီးမားတဲ့ထိုးစစ်ဆင်မှုတွေပြုလုပ်လာနိုင်တယ်လို့ရခိုင်စစ်ရေးအနီးကပ်စောင့်ကြည့်သူတို့ကပြောပါတယ်။တောက်ဖြူမြို့နယ်မှာအရခတ်တတော်ကမင်းတက်တောင်နှင်းဖက်တောင်အပါဝင်စစ်ကောင်စီရဲ့အမှတ်32ရဲတပ်ရင်ကကင်းစခန်းတချို့ကိုသိမ်းပိုက်ထားပြီးလဲဖြစ်ပါတယ်ရှင်။ လာရှိုးမှာစစ်ကောင်စီပြန်လည်ထိန်းချုပ်ပြီးတဲ့နောက်ဌာနဆိုင်ရာယုံတချို့သာလဲပတ်နိုင်သေးတယ်လို့ဒေသခံတွေကပြောပါဗျ။လက်ရှိလာဝကယုံကတော့ဖွင့်ထားပြီးလက်ပတ်မှုတွေရှိနေသလိုစာတင်ကြောင်းတွေကလည်းမဖွင့်တဲ့ကြောင်းမရှိသလောက်ဖြစ်နေပြီးကျောင်းသားတွေကတော့အရှင်ကားလောက်မများသေးဘူးလို့ဒေသခံတယောက်ကပြောပါတယ်။လက်ရှိဆက်သွယ်ရေးဖုန်းလိုင်းတချို့ပြန်လည်အဆင်ပြေနေပြီးဌာနဆိုင်ရာတချို့ကတော့အခုမှပြန်ပြီးမုန်းမနေတာဖြစ်လို့ပြန်လည်မလဲပတ်နိုင်သေးဘူးလို့ဒေသခံတယောက်ကဆိုပါတယ်။ လျှက်စစ်မီကတော့တမျိုးလုံးနှီးပါမလာသေးပဲလျှက်စစ်မီပြန်လာဖို့အစည်းအဝေးလုပ်နေတယ်လို့သိရကလေစိတ်ကလည်းထိခိုက်ပျက်စီးထားတာကြောင့်လေရင်ပြေးလန်းတွေပြင်ဆင်မှုတွေလုပ်နေတယ်လို့သိရပါဗျ။ MND တပ်ဖွဲ့တိုက်ခိုက်သိမ်းယူထိန်းချုပ်ထားတဲ့လာရှုံမျိုးကိုတရုတ်နိုင်ငံရဲ့ဂျားဝေညှိနှိုင်းပေးမှုတွေကြောင့်ပြီးခဲ့တဲ့ဧပြီလ22ရက်နေ့ကစတင်ပြီးစစ်ကောင်စီကပြန်လည်လွှဲယူပြီးအုပ်ချုပ်နေတာဖြစ်ပါတယ်ရှင်။ ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးမြို့ကိုကိုကန့်တက် MNDA ကစစ်ကောင်စီတပ်ဖွဲ့စီကိုလွှဲပြောင်းအုပ်ချုပ်ပြီးတဲ့နောက်ပိုင်းတကူးတမျှတွေများလာတယ်လို့ဒေသခံတွေစီကသိရပါဗျ။လာရှုံမြို့ပေါ်မှာဖြစ်ပွားနေတဲ့တခိုးဓမြလူရဲမှုတွေနဲ့ပတ်သက်ပြီးစစ်ကောင်စီလက်အောက်ခံတပ်ရဲနဲ့ဌာနဆိုင်ရာတွေကအရေးယူတာတာဝန်ယူဖြည့်ရှင်းပေးတာတွေမရှိတဲ့အပြင်ပြည်သူတွေကိုကောက်ကွယ်မှုမပေးနိုင်ဘူးလို့ဆိုပါရယ် စစ်ကောင်စီဝင်လာတဲ့နောက်ပိုင်းလုံခြုံရေးအရာအားနည်းသွားပြီးသူတို့စဝင်လာတာနဲ့ဒီလားရှိုးမှာလူရက်တာတွေခိုးတာတွေဓမြတိုက်တာတွေနဲ့ပတ်သက်ပြီးနေတိုင်းလူလူကြားနေရကြောင်းနဲ့ဒါနဲ့ပတ်သက်ပြီးတော့ပြည်သူတွေအတွက်ဘာမှကာကွယ်မပေးနိုင်ဘူးလို့ဒေသခံအမျိုးသားတယောက်ကပြောခဲ့ပါဗျာ။ ပြီးခဲ့တဲ့ April 20ရက်နေ့က MDA ထိန်းချုပ်ထားတဲ့အချုပ်ထောင်ကိုနိုင်ငံရေးအကျဉ်းသားတွေနဲ့စစ်သုံးပိုင်းမိသားစုတွေကလွှဲလို့အရင်ပြည်မှုမျိုးစုံနဲ့အကျဉ်းသားဟောင်းတွေရောအကျဉ်းသားတစ်တွေပါမကြမ်းထောင်ခါလွှတ်ခဲ့ပြီးတဲ့နောက်အဲ့ဒီအကျဉ်းထောင်ကလွမြောက်လာသူတချို့ဟာလာရှုမျိုးမှာအခြေပြုသွားလာနေကြတာတွေလည်းတွေ့ရကြောင်းလာရှုမျိုးရဲ့အခြေအနေကိုလေ့လာစောင့်ကြည့်သူတွေစီကနေသိရပါတယ်ရှင်။ ထိုင်းမြန်မာနယ်စပ်တခရိုင်မဲဆောင်မြို့စေုံကြီးကကျွန်းလာတရက်နေ့မြင်းကလေးသတိပေးစနစ်ကိုစမ်းသပ်မှာဖြစ်ပြီးအတန်တခုကျဲလောင်စွာထပ်ပေါ်လာမှာဖြစ်လို့စိုးရိမ်ထိတ်လန့်မှုမရှိဖို့ပြည်သူတွေကိုအသိပေးထုတ်ပြန်ထားတယ်လို့မဲဆောက်စေုံကြီးနဲ့နှီးဆက်သူတွေစီကသိရပါဗျာ။ မဲဆောက်ထွေတွေစေယုံကြီးရဲ့မြင်ကလင်သတိပေးချက်အတန်စနစ်ကိုမနက်ဖြန်ကျွန်းလာတရက်နေ့ထိုင်းစံတော်ချိန်မနက်10:00နာရီခွဲမှတစ်ချိန်10:40နာရီမိနစ်မှတစ်ချိန်ထုတ်လွှင့်မှာဖြစ်တယ်လို့သိရပါဗျ။မြင်ကလင်အတန်သတိပေးစနစ်ဟာထုတ်လွှင့်ရာနေရာကနေမီတာ800ပတ်ဝန်းကျင်အထိပြန့်နှံ့နိုင်ပြီးစေယုံကြီးအနီးကအသက်ကြီးရွယ်ဦးနဲ့နာတာရှည်တွေအတွက်ကြိုတင်ပြင်ဆင်မှုတွေလှုပ်ဆောင်ဖို့နဲ့လူနေရပ်ကွက်တွေအထိတ်တလန့်ဖြစ်စေမဲ့အခြေအနေရှိနိုင်တယ်လို့ဆိုပါဗျ။ မြင်းကလေးသတိပေးချက်အသက်စနစ်စမ်းသတ်တဲ့အချိန်မှာတကယ်လို့ပထမအချိန်စမ်းသတ်မှုမအောင်မြင်ခဲ့ရင်တော့နောက်ထပ်တစ်ခေါက်ထုတ်လွှင့်မှာဖြစ်တယ်လို့မဲဆောက်စေးုံတာဝန်ကျဝန်ထမ်းတယောက်ကပြောခဲ့ပါတယ်ရှင်စကိုင်းတိုင်းမင်းခွန်းဒေတာမှာစစ်ကောင်စီတပ်က PDF ယူနီဖောင်းတွေဝစ်ဆင်ပြီးစစ်ကြောင်းထိုးလာလို့နှစ်ဖက်တိုက်ပွဲတွေဖြစ်ပွားခဲ့ကြပြီးစစ်တပ်ကလူနေအိမ်တွေကိုမီးရှို့ဖျက်ဆီးသွားခဲ့ကြသေးတယ်လို့မင်းခွန်းအခြေဆိုင်တော်လိုင်းတပ်ဖွဲ့တွေကပြောပါရယ် စစ်တပ်ကအင်အား200လောက်နဲ့မင်းကွန်ရှာရောက်နဲ့ကင်းရွာတွေဘက်ကိုစစ်ကြောင်းထိုးလာပြီးအဲ့ဒီစစ်ကြောင်းမှာ PDF uniform တွေဝတ်ထားတဲ့သူတွေလည်းပါတာကြောင့် PDF တွေကိုပြည်သူပိုင်ပစ္စည်းတွေဖျက်ဆီးပြီးပုံမှားရိုက်ဖို့ဖြစ်နိုင်တယ်လို့ People's Servant Force ရဲ့ပြည်ကြားရေးတာဝန်ခံကပြောပါတယ်။ အဲ့ဒီစစ်ကောင်စီစစ်ကြောင်းနဲ့မေလာ28ရက်နေ့မှာမနက်6နာရီဝန်းကျင်ကစလို့တနေကုန်နှီးပါတိုက်ပွဲတွေပြင်းထန်ခဲ့သေးတယ်လို့ဆိုပါရယ်တိုက်ပွဲမှာကျူတင်ပြင်ဆင်ချိန်မရတဲ့အပြင်ကြီကုံသွားတဲ့အတွက်ဆုတ်ပေးလိုက်ရပြီးအဲ့ဒီစစ်ကြောင်းကနေအိမ်တွေကိုမီးရှို့လို့နေအိမ်20ကျော်လောက်မီးလောင်သွားပြီးဒေသခံ3000လောက်ကထွက်ပြေးနေကြရတယ်လို့စကိုင်းမြို့နယ်အခြေစိုက်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်က TV ကိုပြောပါရယ် တိုက်ပွဲတွင်တည်ဆုံခဲ့တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ရုပ်အလောင်းတွေကိုအဲ့ဒီကြေးရွာတွေအနီးမှာမြုပ်နှံသွားခဲ့ကြပြီးပြန်လည်ဆုတ်ခွာသွားခဲ့ကြရလို့လည်းသိရပါဗျရှင်။အခုတစ်ပတ်မှာ73စီစီအနည်းငယ်ပြန်ကျဆင်းလာပြီးပရီမီယံဒီဇယ်စီတလီတာကိုကျပ်3000အောက်ကိုပြန်လည်ရောက်ရှိလာခဲ့ပါဗျ။ ပြီးခဲ့တဲ့သတင်းပတ်အတွင်းပြည်တွင်းဆက်သုံးစီစီးနှုံးတွေကတလီတာကို720ကနေ160ထိမြင့်တက်မှုတွေရှိခဲ့ပေမဲ့ဒီသတင်းပတ်မှာတော့အမျိုးအစားလိုက်တလီတာကို15ကျပ်ကနေ45ကျပ်အထိပြန်လဲကျဆင်းလာတာကိုတွေ့ရပါဗျ။ ဒီလိုဈေးနှုန်းကျဆင်းလာတဲ့အကြောင်းရင်းကစင်ကာပူရေနံထွက်ကုန်ဈေးနှုန်း MOPS နဲ့ကမ္ဘာလုံးဆိုင်ရာရေနံစိမ်းဈေးနှုန်းကျဆင်းမှုမြန်မာကျပ်ငွေနဲ့အမေရိကန်ဒေါ်လာငွေလဲနှုန်းဈေးငြိမ်နေမှုစစ်ကောင်စီဗဟိုဘဏ်က73စီလုပ်ငန်းအတွက်နိုင်ငံသားငွေထုတ်လုပ်ရောင်းပေးနေမှုစတဲ့အချက်တွေကြောင့်ဖြစ်တယ်လို့ဈေးကွက်သုံးသပ်သူတွေကထောက်ပြကြပါတယ်ဒီကနေ့ထုတ်ပြန်တဲ့73စီတင်သွင်းတူလောင်ဖြန့်ပြည့်လုပ်ငန်းကြီးကြပ်ရေးကော်မတီရဲ့ဈေးနှုန်းတွေအရဓာတ်ဆီ92တလီတာကို2855ကျပ် ဓာတ်ဆီ95တလီတာကို2930ကျပ်ဒီဇယ်တလီတာကို2405ကျပ်နဲ့ပရီမီယံဒီဇယ်တလီတာကို2980ကျပ်အထိသတ်မှတ်ထားပါတယ်အရင်သတင်းပတ်နဲ့နိုင်ရှင်ရဲ့92ဓာတ်ဆီက15ကျပ်95ဓာတ်ဆီကလည်း15ကျပ်ဒီဇယ်က35ကျပ်ပရီမီယံဒီဇယ်က45ကျပ်စီဈေးကျဆင်းလာတာဖြစ်ပါရဲ့ရှင် ရှမ်းပြည်နယ်တောင်ပိုင်းပင်လောင်မြို့နယ်စောင်းပြောင်းကြီးရွာကတိုက်ပွဲတွေကြောင်းစစ်ရှောင်နေသူတွေကိုစစ်တပ်ကကင်းဆောင်ခိုင်းဖို့ခေါ်ယူနေတယ်လို့မေလ30ရက်နေ့ကစစ်ပေးရှောင်ပြည်သူတွေကပြောပြပါဗျာ။ ပြီးခဲ့တဲ့မေလ18ရက်နေ့ကဆောင်းပြောင်းကျေးရွာအနီးတော်လိုင်းအင်အားစုတွေကထိုးစစ်ဆင်ပြီးစစ်ကောင်စီတပ် PNO ပြည်သူစစ်နယ်ထိတွေ့တိုက်ပွဲ10ရက်ကျော်ကြာဖြစ်ပွားခဲ့တယ်လို့သိရပါဗျ။တချို့ယောက်ျားလေးတွေကိုပြန်ဝင်ခွင့်ပေးပြီးရွာပြန်ဆောင်ရကြောင်းတိမ်ငိုတယောက်ဆိုပေမဲ့ကိုယ့်အိမ်မှာကိုမနေကြရပဲကင်းဘဲပြန်ဆောင်ခိုင်းကြောင်းစစ်ကောင်စီနဲ့ PNO အဖွဲ့ဝင်တွေကရွာထဲမှာစခန်းချထားတာကြောင်းရွာသားတွေပြေးမပြန်သေးဘူးလို့စစ်ပေးရှောင်အမျိုးသမီးတယောက်ကပြောပါတယ် နှစ်ဖက်တိုက်ပွဲတွေအတွင်းစစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်ဘက်ကတိုက်စုံတာတွေများပြီးလက်နက်ခဲယမ်းတွေနဲ့စစ်တုံးမှန်းတွေလည်းဖမ်းဆီးရမိခဲ့တယ်လို့တော်လိုင်းအင်အားစုတွေစီကသိရပါဗျာရှင်။ မကွေးတိုင်းပခုတ်ကူမြို့နယ်မှာစစ်ကြောင်းထိုးနေတဲ့စစ်ကောင်စီတပ်စစ်ကြောင်းကမေလ28ရက်နေ့ညနေ4နာရီဝန်းကျင်မှာမီးရှို့ဖျက်ဆီးလို့ကမ္မတပ်ပေါင်းစုရဲ့ကမ္မ Defense Force KMDF တပ်စခန်းပျက်စီးကကျက်သိန်း400ဝန်းကျင်တပ်မိုးရှိတဲ့တိုက်ခိုက်ရေးသုံးပစ္စည်းတွေမီးလောင်ဆုံးရှုံးခဲ့ရတယ်လို့အဲ့ဒီတပ်ဖွဲ့ကပြောပါရယ်။ ပကောက်ကိုတမတရားတက်ကနေကားရီနဲ့ထွက်လာတဲ့အင်အား150လောက်စစ်ကြောင်းကကမ္မမြို့ပေါ်ကနေစစ်ကြောင်းထိုးရင်းစခန်းကိုမီးရှို့ဖျက်ဆီးသွားတာဖြစ်ကရဲဘော်တွေတော့ထိခိုက်ဒဏ်ရရှိတာဖမ်းဆီးခံရတာမရှိဘူးလို့ပြောပါရယ်။အဲဒီစစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့မီးရှို့ဖျက်ဆီးခဲ့တာကြောင့် TNT, YAN, MINE ဖောက်ခွဲရေးပစ္စည်း G3G အရည်အတွက်ယာနဲ့ချီပြီးဆုံးရှုံးခဲ့တယ်လို့လက်နက်ထုတ်လို့ရေးပစ္စည်းတွေ၊မီးစက်၊ရိတ်ခါတွေနဲ့စိုင်းကဲနှစ်စီးဖျက်ဆီးခဲ့လို့လည်းဆိုပါရယ်။ ။အခုမီးရှို့ဖျက်ဆီးခဲ့တဲ့စက်ကောင်စီစစ်ကြောင်းဟာပြီးခဲ့တဲ့မေလ26ရက်နေ့ကစပြီးပခုတ်ကူတပ်မှ101ကနေစစ်ကား10စီးနဲ့ထွက်လာခဲ့ကြတာဖြစ်ပြီးကမ်းမမြို့ပေါ်နဲ့အဒီနာကျေးရွာတွေကိုစစ်ကြောင်းထိုးဝင်ရောက်နေတာဖြစ်တယ်လို့သိရပါဗျ။အဲ့ဒီစစ်ကောင်စီစစ်ကြောင်းကြောင့်ကမ်မမျိုးဘော်ကရက်ကွက်၃ရက်ကွက်ကပြည်သူတွေအပြင်ပခုတ်ကူနယ်ကမ်မမျိုးကြားမှာရှိကြတဲ့ကျေးရွာတွေနဲ့အနီးနားကျေးရွာတွေကဒေသခံပြည်သူ၁၀၀နီးပါးဟာဘေးလွရာနေရာတွေကိုထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့လည်းဒေသခံတွေစီကနေ တဆင့်သိရပါရရှင်။